အာစာတန်းဖက်အဖွဲ့စီမှဖမ်းဆီးခံခဲ့ရတဲ့ရခိုင်ပြည်အနောက်ဘက်နေဆက်မောင်တော်မြို့နယ်မြောက်ပိုင်းကမွတ်စလင်၃ယောက်ကို အာရခတက်တော် EE ကစစ်စင်ရေးပြုလုပ်ပြီးကေတင်နိုင်ခဲ့တယ်လို့သိရပါဗျ။ကေတင်ခံလိုက်ရသူ၃ယောက်ကတော့မောင်တော်မြို့နယ်ကြောက်ရှောင်းမွတ်စလင်ကျေးရွာကမမတ်အာယူ52နှစ်၊အီလီယာစ်26နှစ်နဲ့ဂေါ်ဖူးအာလန်58နှစ်တို့ဖြစ်ကြပါဗျ။သူတို့ကိုအာစာကဖမ်းဆီးသွားပြီးနောက် EE က အာစာအဖွဲ့တွေဝင်ထွက်နိုင်တဲ့ကွန်တီပင်ကြီးရောအုပ်စုနဲ့လက်ရကြီးရောအုပ်စုတွေမှာလိုက်လံရှာဖွေတဲ့အချိန်မေလ9ရက်နေ့မှာအာစာအကြံဖက်အဖွဲ့လက်ထေကနေကီတင်နိုင်ခဲ့တာလို့ကြောက်ရှောင်းဒေသခံမွတ်စလင်လူကြီးတယောက်ကပြောပါရယ်သူတို့ကိုဖန်ဆီးသွားတဲ့အာစာအဖွဲ့ကိုအီအီကစစ်စင်ရေးပြုတ်ပြီးလိုက်လံရှင်းလင်းကကီတင်ပေးနိုင်ခဲ့တာလို့သူကစပြောပါရီသူတို့၃ယောက်ကိုမီလာ၄ရက်နေ့ညနေပိုင်းမှာ အာစာအကျန်းဖက်အဖွဲ့ဝင်၁၀ယောက်လောက်ကကြောက်ရှောင်းကြီးော်ထေဝင်ရောက်လာကအေးအေးတည်င်းပေးရီလို့ဆွဆွေးပြီးတော့ဖန်စီသွားခဲ့တာလို့ဒေသခံတွေကပြောပါရီသူတို့သုံးယောက်ကိုအေးအေးကကီတင်တဲ့အချိန်မှာအာစာအဖွဲ့ဝင်၂ယောက်ကိုပါလက်နက်တွေနဲ့အတူ မောင်တော်မျိုးနေက လေယာမွတ်စလင်ကြီးရွာနာမှာလေယာဖန်စီရမိခဲ့တယ်လို့တည်င်းရင်မြစ်ကပြောပါရီ